မကြသေးခင်က YouTube ပေါ်ခီးသွန်းဗီဒီယိုတစ်ခုမှာအထိုင်းမျိုးချိုကမြန်မာနိုင်ငံကိုကြည်ပြီးအားကြမ်းမှုတွေနဲ့နေထိုင်စွာပြောဆိုနေကြတာကိုတွေ့ရပါတယ်။သူတို့ပြောတာကမြန်မာနိုင်ငံမှာပင်လယ်ရေတောင်တန်းတွေရေကုန်တွေတတော်တွေလှလှပပရှိတယ်လို့တိုင်းမှာမရှိတဲ့ရေတောင်တွေတောင်ရှိနေသေးတာအော်စရာပါ။ပြီးတော့နောက်တစ်ခုကဒီလိုရာတွေသာတိုင်းမှာရှိခဲ့ဥရောပကိုတော့သွားစရာမလိုတော့ဘူး။ဝါတဝမ်ကခီးသွန်းကြီးလည်းတန်းစီလာကြမှာပဲလို့တော့ပြောခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲထန်းလူမျိုးများပြားကကောမန်တွေမှာမြန်မာနိုင်ငံကခီးတွားလုပ်ငန်းကိုတိုးတက်အောင်လုပ်နိုင်မယ်ဆိုရင်အနာဂတ်မှာခီးတွားမြောင်များနဲ့ပြည်နေမှာတည်ကြပါတယ်။ဒီရဘောငေါ့တော်ညဉ့်ညဉ့်ဖြစ်လာအောင်ဆူတောင်းနေမိရဆိုပြီးအားချမ်းမှုတွေနဲ့မျိုးမှုတွေဖြစ်နေတာကိုတွေ့ရပါတယ်။တဘာဝလာပါရှေးအောင်ရင်ကျေးမှုနဲ့သက်ဆိုင်ရာဝင်ကြီးအရာမြန်မာနိုင်ငံကတကယ်ကိုအောင်းဟုတ်ပွင့်နိုင်ငံတစ်ခုပါ။ ပင်လယ်နဲ့တောင်တန်းမြေနှင်းတောင်နဲ့ရေကုန်တွေရှေးရောင်မြောင်းတွေဖျားချောင်းအမွေးတွေအားလုံးကရောနိုင်ငံကိုရှေးတောင်အာရှရဲ့အလှပါဆုံးနိုင်ငံတွေကတခုအဖြစ်ရှိနေစီတာပါဒါပေမဲ့နိုင်ငံကြီးပြည်ထနာရင်းနဲ့အတူခီးသွောလုပ်ငန်းစီးပွားရေးခွင့်လန်းတွေအများကြီးကနောက်ကျနေကြတာတကယ်ကိုစိတ်မကောင်းစရာပါဘာပဲဖြစ်ဖြစ်အေးမြတဲ့ရေခဲတောင်တွေကတော့အမြဲတမ်းမြန်မာနိုင်ငံရဲ့တဘာဝအလှပအဖြစ်ရှိနေသွားလိမ့်မယ်လို့ကြောင့်ကြည်ပါရယ် ်မနိုင်ငံကဆက်လက်ရပြေဆုံးနေပြီးတော့အနာဂတ်တစ်နှစ်မှာထိုင်းနိုင်ငံရဲ့မျိုးလင့်ချက်လိုပဲနိုင်ငံရေးအချင်းပြီးတော့ကမ္ဘာလိုက်ဤတော်တွေအများဆုံးလာမယ်နိုင်ငံတစ်ခုဖြစ်လာဖို့ပဲစုတော်ရပါတော့မယ်အခုကြည့်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းအဲ့လိုနေမျိုးကိုအများဆုံးရောက်ချင်နေကြမယ်လို့ထင်ပါတယ်ခင်ဗျာ